ရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့စောင်းတန် channel ကနေပြီးတော့ပရိသတ်ကြီးများအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမမဝင်းမြင့်ရေးသားထားတဲ့ရေးပြအိုင်မအုပ်စုယူဆိုတဲ့အပိုင်းလေးကို ပရိသတ်ကြီးများအတွက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ပရိသတ်ကြီးများကလည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားခဲ့ကြပါအောင်ခင်ဗျာသူစံအန်အောဝဲကောင်းလာစွာလောကီအတတ်ပညာဖြင့် စီရင်ထားသော မော်အောင်နေသည့်အယုတ်ကလေးကဇောရအလုပ်ဖြင့်ရှာဖွေပြီးသော အဖိုးတန်ဆိုင်ရှိရတနာတွေကိုမမောခင်တွယ်ခြင်းလိုခြင်းလောဘတက်မှတ်ခြင်းလုံးဝမရှိပဲတစ္ဆာရှိစွာဥစ္စာရှင်တွေကို ပြန်ပေးနေသော သူတော်ကောင်းကြီးဦးဇေယျာ၏စိတ်တော်ရာကိုမက်ခင်ရွှေကချီကျူးအံ့ဩ၍မဆုံးနိုင်အောင်ဖြစ်နေသောအခါအဘကြီးကပြုံးပြီးဦးဇေယျာက သူများဥစ္စာကိုသာမမှန်မောပဲတစ္ဆာရှိတာမဟုတ်ဘူးဇေယျာမလေး ူပစ္စည်းကိုလည်းခင်တင်မှုနေပါတယ်။ဂျိုးစာပန်းစာအလုပ်လုပ်လို့ရတဲ့ငွေကြေးဥစ္စာကိုတပတ်သားမှအကြောင်းကိစ္စရှိလာရင်အကြက်အတင်းအခက်ခဲကြုံလာရင်ရရရရထုတ်ပေးကူညီတတ်တယ်ကွ။တကယ်သူတော်ကောင်းအစ်စ်ပဲဆရာမလေးရဲ့ဟုပြောသည်။ဒါကြောင့်လဲဟိုရုပ်ကလေးကသူတော်ကောင်းဖြစ်တဲ့ဦးစီရလို့လူမျိုးလက်ထဲရောက်တာပေါ့နော်ဘွားလောဘကြီးတဲ့လူယုံမာမျိုးလက်ထဲရောက်သွားရင်ဒီရုပ်ကလေးဆရာတပည့်ခိုးနေတာနဲ့လူတွေမွဲကုန်မှာနော် ဟုတ်တယ်ဆရာမလေး။ဖယားငုတ်တို့ဇေဒီအိုကို ရှင်းလင်းကြစဉ်ကကိုရှိအိုးတို့ပါတဘော။ဥဇေယကစုကြုံကြီးကို ပင်ပင်မှန်မှန်ရှင်းနေတာကြည့်ပြီးဒီလူနဲ့မိုက်လို့သာအမောခံအပန်းခံရှင်းနေတာလို့တောင်ပြောလိုက်သေးတယ်။နောက်မှဥဇေယကအယုတ်ကလေးကိုမင်းနဲ့ရှုပ်ပြီးဖွင့်ပြောမှတက်တကောက်ခောက်ဖြစ်နေတယ်လို့သူ့အိမ်ကနွားချောင်းသားလေးကချောင်းကြည့်ပြီးရှောက်ပြောပြလို့တို့များလည်းကြားကြရတာအဲ့ဒီအယုတ်ကလေးများ ဥရှိအိုလက်ထက်ရောက်သွားရင်လားဘာပြောကောင်းမလဲမင်းကလေးရဲ့ဟူသောအဘွားကြီးစကားကြောင့်မက်ခင်ရွှေကမေးလိုက်သည်ဒီဥရှိအိုဆိုတဲ့သူကလူโซလာတခိုးလာဘဘွားလူโซလည်းမဟုတ်ဘူးတခိုးလည်းမဟုတ်ဘူးဒါပေမဲ့အလိုလောဘအင်မတန်ကြီးတဲ့သူမင်းကလေးရဲ့ပတ်စံချမ်းသာသလောက်ကစေးနေတယ်မြုံမြင်တတ်တယ်စည်စနာခန်းနေသူ့လက်ထဲရောက်သွားပြီးသားငွေတွေဟာဘာအကြောင်းနဲ့မှ အပြင်ကို ပြန်မထွက်တော့ဘူး ပတ်စံကိုစပားနဲ့ပေးချီတယ်ငွေတိုးနဲ့ချီတယ်သူယူတဲ့စပားတိုးငွေတိုးတွေက ကြောက်เสียရအောင်ကောင်းတယ်ဒါပေမဲ့မရှိစင်းရတဲ့သူတွေကတော့သူနဲ့မကင်းကြဘူးပေါ့ဒီရမှာတော့ကိုရှိအိုးဟာနာမည်နဲ့လိုက်အောင်ကိုရွှေကိုအိုးနဲ့ထည့်ထားနိုင်အောင်ချမ်းသာတဲ့သူတယောက်ပဲကွဒီလောက်ချမ်းသာတာများ မော်အောင်နေတဲ့ဇောရရုပ်ကို တောင်းတနေရသေးသလားဖဖွားရဲ့သူကအလိုလိုပါကြီးနေသူပါဆိုနေ ဥစီယာနဲ့ဒီအီယိုရောင်တိတယ်ဆိုချက်ချင်းပဲပြေးလာတယ်။အေးရဲစရာတော့အကောင်းသားကွ။အယုတ်ကမီးရှို့တဲ့ပြားလေးနည်းနည်းလောက်မှမကြံတော့ဘူးလားလို့တော့မေးတယ်လို့ကြားတယ်။ပြားကို သူကဘာလို့မှလဲဘွား။စွန့်လို့စွန့်ညာတခုခုစီရင်မင်းနဲ့တူပါတယ်။ပြားကိုသူစီရင်တော့ကောစွန့်သွားလား။အမဥစီယာတို့ကလှုပ်လိုက်တာမှအယုတ်ကမီးရှို့ပြားကျသွားတော့ပြားရင်ပဲဟုတ်မလဲ။ မိရှုတဲ့နေရာကမြေကြီးတွေကိုလိုက်ပြီးအကုန်ပေါက်ဒူးနဲ့တေချာပေါက်ယူသွားပြီးဆီယမာလေးတို့ရွာကို လာကြတော့ငါချောင်းတစ်ခုကိုဖျက်လာကြရတယ်မလားအဖွားကြီးကစကားအဆမတတ်သေးပဲမခင်ရွှေကို မေးလိုက်သည်ဟုတ်တယ်ဖေဖေချောင်းကိုဖျက်ကူးတဲ့မော်တော်ကားတရားကတော်တော်ကြီးတယ်ချောင်းကလည်းအကျဲကြီးပဲရေတော်တော်နှက်တယ်ပြောတယ်အေးဦးဇေယကအခုတင်ကမိရှုထားတဲ့ပြားတွေရောမိရှုတဲ့နေရာကမြေကြီးတွေရော ပေါက်တူးနဲ့တည်တည်ချာချာပေါက်ယူဂုံဒီအိတ်တွေထည့်ပြီးအဲ့ဒီမော်တော်ကားတရားအထိထမ်းယူသွားပြီးမှတရားဘော်ကနေပြီးချောင်းလယ်တက်တဲကိုတွန်ချလိုက်တယ်လေအဖာကြီးစကားကြောင့်မခင်ရှေကရေပြီးကောင်းတယ်ရှေရပြောက်သွားတာပေါ့ဟု ပြောလိုက်ဤတိတ်ကောင်းတာပေါ့ဆရာမလေးရဲ့အဖာကြီးကပါ ဖြည့်ဆွတ်လိုက်သည်ဥရှိအိုးဆိုတာကစိတ်မဆိုးဘူးလားမခင်ရှေကမေးလိုက်ဤသူစိတ်ထဲတော့စိတ်ဆိုးမလားမသိဘူးလူအတိခံစိတ်ဆိုတဲ့ ပြောမလားသူများပြည့်စည်လိုချင်တာလူတိကုန်ရင် သူ့ဘယ်ကောင်းတော့မလဲသူ့သားမယားတွေကရော သူ့လိုပဲကစီနေကြတာပဲလားဘွာမခင်ရွှေကမေးတော့အခါသူတို့နားတွင်လက်ဖက်ရည်ကျန်းတောက်ရင်ငိန်သက်စွာထိုင်ကအဖွားကြီးနဲ့မခင်ရွှေပြောစကားကို နားထောင်နေတော့အဖွားကြီးတမီကအားရပါးရရဲလိုက်သည်ဒီဥရှိအိုးဆိုတဲ့သူကြီးအကြောင်းပြောပြလိုက်ပါဦးအမေဆီယာမလေးဖို့ရေပြာအိမ်ရွာနဲ့ပတ်သက်ပြီး မှတ်တမ်းတစ်ခုရသွားပြန်တာပေါ့ဟုဝင်ပြောလိုက်၏ဒီဦးရှိအိုကြီးအကြောင်းကပြောစရာရှိနေသလားဖေဖွာဒီဦးရှိအိုအကြောင်းကဆိုပြီးတော့မခင်ရွှေကစိတ်ဝင်စားစွာမေးလိုက်သည်အေးကွယ်ဆရာမလေးမှတ်ချင်မှတ်အဘွားပြောပြမယ်မခင်ရွှေသည်အဘွားကြီးပြောပြသောဦးရွှေအိုအကြောင်းကိုစိတ်ဝင်စားစွာနားဆွင့်လိုက်သည်ဟုတ်ကဲ့ပြောပါဖေဖွာဦးရှိအိုတို့က ဘိုးစဉ်ပေါင်ဆက်ချမ်းသာလာကြသောကြည်ရတဲ့မျိုးဖြစ်သည်ဥချီအိုးနှင့်တမီတဖရဲမွေးချင်း၃ယောက်ရှိသည် အချိန်တန်အရွယ်ရောက်သောအခါဥချီအိုး၏အကိုနှင့်အမကိုမိဘများကတင့်လျော်ရာလူနှင့်အိမ်တောင်ချပေးလိုက်သည်အရင်နှီးတူတောင်ပေးလိုက်သည်ဥချီအိုးကမူသူ့စိတ်ရှိသည့်အတိုင်းမိဘများကို ဖွင့်ဟပြောကြသည်ကျုပ်မိမမလိုချင်သေးဘူးဗျာအကိုနဲ့အမကိုပေးတယ်လို့အရင်နှီးကျုပ်ကိုပေးပါ ကျုပ်တို့ဘောင်းအလုလုချင်းနေတယ်။ဥရှိဦးစကားကြောင့်မိဘတွေမှာများစွာဝမ်းမြောက်မှုဖြစ်ကြသည်။မိဘတွေသာမဟုတ်သေးခင်မင်းယင်းနီယာမိတ်ဆွေများနဲ့ဆွေမျိုးများကပါဥရှိဦးကိုချီးကျူးကြသည်။ထို့အချိန်မှာဥရှိဦးအသက်သည်20ကျော်ယုံကလေးများသာရှိသေး၍အရွယ်ကောင်းလုံးဖြစ်သည်။မိဘတွေကဝမ်းမြောက်ဝမ်းသာဖြင့်လူပြိုကိုဖြစ်သောမောင်ရွှေဦးကိုအိမ်အောင်ချပေးလိုက်သောတာကြီးတမင်းကြီးတွေထပ်ပင် ုံမူ၍ပစံပို့ထုတ်ပေးကြသည်ဤသို့ထုတ်ပေးသည်ကို အကုနှင့်အမကလည်းညူဆူခြင်းမဖြစ်ချေမောင်တွေးညီတွေးလေးကအိမ်နောက်မပြုတ်ပဲမိဘများနှင့်လက်ရည်တပြင်းနှင့်အလုလုပေးသည်ဟု၍အချစ်အတနာပူကသူတို့တဆန်းတည့်ပင်ဝိုင်းဝန်းထဲ့ပြီးထူထောင်ပေးလိုက်ကြသည်မောင်ရှိဦးသည်သူ့စကားအတိုင်းကြိုးကြိုးဆဆဖြင့်အယောင်းအဝယ်လုပ်သည်။ရောင်ရည်ဝယ်မှုမှာလက်မြင်သူတယောက်ဖြစ်သည့်အလျောက် ုသူကံကလည်းလိုက်ဟန်တူသည် ရောင်းဝယ်သည်။ချုံမွေ့၍မြင်ဆုံးကြည့်ကြီးဖြစ်သည် မောင်ရှိအိုးလှုပ်သောအလုကလူသုံးကုန်ပစ္စည်းဖြစ်သောအထည်များအတုံးဆောင်များဖြင့်ပဒိန်ဆိုင်တွေကရောင်းတန်းလှုပ်ထားသည့်ရွှေတဲကြောက်တဲ့လက်ဝတ်လက်စားများကိုအယောင်းဝယ်ပါသည့်မိုးရသည့်အချိန်မှမြုပ်တက်ပြီးဝယ်ထားလိုက်သည်မိုးရသည့်အချိန်ဆိုဒီမှာဒေါသူတောင်းသားနေဖို့အပျော်ပါပွဲလန်းတဲ့ပင်မရှိသည့်အလျောက်အထည်အလိမ့်ကုန်ပစ္စည်းများရော ရွှေတဲလက်ဝတ်လက်စားရောအယောင်ထိုင်သည် ထို့ကြောင့်ပြက်ဝဲရှင်ဝဲများသည့်ညရာသည် စဘာတိနှံပေါ်သည့်ညရာသည်လောက်ဈေးမကြည့်ချေထို့ချိန်မှဝယ်လျင်ဈေးချိုသည် မောင်ရွှေအိုးကထို့အချိန်မျိုးမှာတောသူတောင်သားတွေကြိုက်တတ်သည့်ပစ္စည်းတွေကိုဈေးချိုချိုဖြင့်ဝယ်ပြီးသူလောင်ထားသည် ပုတ်ကုံရော့ကုံမဟုတ်သည့်အပြင်ဒိန်းဆွဲရည်ဝင်ကျင်းသောပစ္စည်းများဖြစ်သောကြောင့်ဝယ်ယူတင်ဆက်ထားပြီးလေယာချောင်းမြောက်အလုပ်ကိုလည်းတစ်ဖက်ကလှုပ်လိုက်သေးသည် အတီးနှံပေါ်၍ငွေရှင်ပြီးပွဲလန်းသဘင်ရှိလာသောအခါဝဲမောင်ရှူဦးသည်သူ့ကုံပစ္စည်းတွေအတွက်အမျက်ငွေကို စိတ်တန်းကြရလိုက်သည် အကျွေးဆိုလျင်ဈေးတစ်မျိုးလန်ငင်းဆိုလျင်ဈေးတစ်မျိုးမောင်ရှူဦးတို့ပစ္စည်းဥစ္စာတိုးပြီးရင်တိုးရင်ဖြစ်နေသည်စီးပွားအရှာကောင်းသောတားလိမ်မှအတွက်မောင်ရှူဦးမိဘတွေမှမျက်နှာပွင့်လာသည်ရွာတွေကရောရွာနီးချင်းကရောတမီးရှင်တွေက လာရောက်စီဆက်ကြသည် တောသူအပြိုကျော်တွေကိုယ်တိုင်ကပင် မောင်ရှိအိုးကိုယူလျင်ရွှန့်နေရတဲ့မစင်းရပဲကြော့ကြော့ကလေးနေရမည်ကိုစဉ်းစားမိကြသည့်အလျောက်မဆွတ်ခင်ကညှို့ချင်နေကြသည် မောင်ရှိအိုးမိဘတွေကိုယ်တိုင်ကလည်းတင့်လျော်ရာနှင့်နေရာချခြင်းကြသည်သို့သောမောင်ရှိအိုးကမိသူကိုမျှယူခြင်းတော်စိတ်မရှိချေမောင်ရှိအိုးအကြောင်းပြပုံကကျုပ်တပင်တပန်းရှာထားတဲ့ပစ္စည်းတွေကိုမိမကအစင်သင့်ထိုင်စားနေမှာဗျာ ကျုပ်ကိုယ်တိုင်တော့မစားရမတုံးရပဲသူစားမှသုံးမှာကိုကျုပ်မတရဘူးမောင်ရှိအိုးကဤမြလောက်တွင်တွင်ပြောနေသည်ကိုကြားရသူများကအရှက်ကြောက်ကြီးသောလူပြိုတယောက်ဖြစ်သောကြောင့်သာဟန်လုံပြောသည်ဟုထင်ပြီးအမိဖန်သောအပြိုကလည်းအမိဖန်သည်မိဘဖြစ်သူနှင့် အကိုအမများကလည်းတင့်လျော်သူနှင့်နားချကြသည်သို့သော မောင်ရှိအိုးကဆိုပြီးသောစကားကို မပြင်းကြည် ဥကောင်းကိုသာအတင်တင်ခါနေသည်ကြာတော့မိဘကိုယ်တိုင်က လက်လျှော့ထားလိုက်သည်သူစိတ်ချမ်းသာသလိုသာလှွတ်ထားလိုက်မည်အကြိုက်မတွေ့သေးခင်သာဤစကားမျိုး ပြောခြင်းဖြစ်မည်အကြိုက်တွေ့လျင်မိသူမျှဓာရွေ့ရမည်မဟုတ်ဟုယူဆကားလှွတ်ထားလိုက်ကြတော့သည်မိမယူရန်စိတ်မကူပဲစီဝါရီကိုသာကြိုးကြိုးဆဆလှုပ်နေသော မောင်ရှိအိုးကိုမိဘတွေကအငဲဆုံးအထွေးဆုံးဖြစ်၍ ချီရင်ဆွဲရှိရာမှာအတနာပူလာကြသည် ထို့ကြောင့်ချမ်းသာသမျှပစ္စည်းအလုံးမောင်ရှိအိုးလက်ထဲအပ်သည် မောင်ရှိအိုးကပစ္စည်းထင်းတော့ကိုင်းဖြစ်နေသည် မောင်ရှိအိုးတော့ကိုင်းဖြစ်နေသည်ကိုအိမ်ထောင်ကျသွားသောအကြီးအယောက်ကညဉ့်ညင်သောစကားမျိုးမဆိုကြခြင်းမိဘနှင့်မခွဲမခွာလက်ရည်တပြင်းနှင့်အလုံးလုံးနေသည်ကိုလည်းမျက်မြင်ဖြစ်သည်မောင်ရှိအိုးလောက်ကန်ရှာဖွေမှုကြောင့်ငွေလေးအထုပ်တဲဖြစ်နေသည်ကိုလည်းမျက်မြင်ဖြစ်သည် တာမယာမရှိတော့လူပြူလူလွတ်တယောက်ဖြစ်တော့ကြောင်းတွက်ကတ်စိတ်မထားပဲအေးအေးပင်နေလိုက်ကြသည်ဤသို့နှင့်ပင်မောင်ရှိဦး၏အသက်ရွယ်သည် မောင်ရှိဦးဟုသောအဖြစ်မှာကိုရှိဦးဟုဟော်ရမည်30ကျော်40အတွင်းရောက်လာသည်ဤဤရွယ်တိုင်အောင်လည်းကိုရှိဦးသည်မိမယူရန်စိတ်မကူပဲဈေးဝါရုပ်ကိုသာ လုံပန်းနေသည် အမဲ့လွန်လာပြီဖြစ်သောမိဘနှစ်ပါးဒီကတည်တည်တညာကြွေသလိုတဖြုတ်ဖြုတ်ကြွေသွားကြပြီဖြစ်သည် မိဘနှစ်ပါးမရှိတော့သောအခါဝဲဒုံးစံအတိုင်းအိမ်တော်ခွဲဖြစ်သော အကိုအမများက အမွေစကားပြောလာကြလေပြီအကိုအမတွေကိုယ်တိုင်နဲ့အားလုံးသောသူတွေဤစိတ်တွင်ကိုရှိအိုသည်သူလောက်ကန်ရှာဖွေထားခဲ့သောပစ္စည်းတွေကိုဖယ်ပြီးမိဘအမွေနှစ်ကိုမူတရားနီလန် ရှိသည့်အတိုင်းခွဲဝေယူလိုက်မည်ဟုထင်ကြသည်နှစ်ရှည်လာများအိမ်တော်ခွဲနေကြပြီဖြစ်သည့်အကိုနှင့်အမသည် သူတို့အိမ်တော်ကြစဉ်ကမိဘတွေခွဲပေးလိုက်သည့်ပစ္စည်းကိုယူသွားပြီးသည့်နောက်မိဘတွေလက်ထဲမှာမီးမြှလောက်ကျန်နေသေးသည်မီးကြီးပစ္စည်းတွေရှိနေသေးသည်ဟုမမှန်မိကြတော့ခြင်းသို့သောဘိုးစဉ်ပေါင်းဆက် ချမ်းသာသောသူများဖြစ်၍ပစ္စည်းတွေတော်တော်များများရှိနေသေးကြောင်းကိုကနှစ်ယောက်စလုံးပင်သိကြသည်သို့သောမိဘတွေပစ္စည်းသည်ဤမြှလောက်သာရှိတော်သည်ဟုသောစကားဖြင့်ကိုရှိအိုးထုတ်ပြသောပစ္စည်းကိုမြင်လိုက်ကြသောအခါ ုရှိဦးအကိုနဲ့အမသာမဟုတ်အတိတ်တည်းဖြင့်ရောက်နေကြတော့ရက်ရွာလူကြီးတွေရောဆွေမျိုးတွေရောမယုံနိုင်အောင်အံ့အားတင့်ကုန်ကြတော့သည်ကိုရှိဦးထုတ်ပြသောပစ္စည်းများကမိဘတွေရှိစဉ်ကဝတ်ဆင်ထားသော ဟောင်းနှံနေပြီဖြစ်သည်အဝတ်အစားအနှဲငယ်နှင့်ရွှေတဲလက်ဝတ်လက်စားငါးချက်သားလောက်သာ ဖြစ်သည်မိဘတွေပိုင်ခွေဟူ၍တပြားမှမရှိကြသူလောက်ကန်ရှာဖွေကျွေးမွေးဒီကိုသာစားတော့ပြီးတည်ဆုံသွားကြခြင်းဖြစ်ကြောင်း မိဘပိုင်ပစ္စည်းဟု၍ဤအိမ်တွင်ဤရွှေကလေးသာကြံရင်တော်ကြောင်းကိုမျက်နှာညှို့ညို့ဖြင့်ပြောပြသည်ထို့နောက်ကိုရှိဦးကဥပဒေစကားကိုပြောလိုက်သေးသည်မြတ်စွာဘုရားတရားတော်မှာရော အခုခေတ်တရားဥပဒေမှာရော အတူနေအတူလုတ်ကင်စားနာတော့လဲပြုစုတေတော့လဲကိုယ့်လက်ထဲမှာပဲဖြစ်သူကိုသာတေသူရဲ့အမွေနဲ့အားလုံးပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာအများရှင်လူ သိကြပြီးဖြစ်ပါလိမ့်မယ်တရားဥပဒေတိုင်းပြောရမယ်ဆိုရင် အားလုံးမျက်မြင်ဖြစ်တဲ့ဒီအိမ်နဲ့ဒီရွှေကလေးကိုကျွန်တော်သာလျင်တရားဝင်ပိုင်ဆိုင်သူဖြစ်ပါတယ်။သို့တော့အကိုနဲ့အမကိုကျွန်တော်အများကြီးထောက်ထားညှတာပါတယ်။မတရားမလုပ်ပါဘူး။ရရလူကြီးများဆုံးဖြတ်တော်မူကြတဲ့အတိုင်းကျွန်တော်နာခံပါမယ်။ကိုရှူဦးပြောသောစကားကအကြောင်းမသိသူတွေဖို့နတ်လူသားတို့ခေါ်စီမိစကားမျိုးဖြစ်သည်။သို့တော့ကိုရှူဦးသဘောကိုစောကြောမိကြသောရရလူကြီးတွေနဲ့တကွာကိုရှူဦး၏အကိုနဲ့အမသည် အလွန်အမင်းအာအတင်စွာကိုရှိအိုးမျက်နှာကိုကြောင်ကြည့်နေမိကြသည်တို့အိမ်အောင်ခွဲသွားချိန်ကအဖေနဲ့မြင်တဲ့ပစ္စည်းတွေဟာအများကြီးပါဟဲ့ဒီလောက်ကလေးပဲရှိတော့တယ်ဆိုတာမဟုတ်နိုင်ပါဘူးအကူဖြစ်သူက ပြောသည်အေးနင့်အယောင်းဝယ်လုပ်ငန်းကလည်းဆုံးရှုံးတာမဟုတ်တော့အဖေနဲ့မိပစ္စည်းရရော့ရော့စရာအကြောင်းမရှိပါဘူးမောင်လေးရဲ့ဘယ်ရောက်ကုန်လဲအမဖြစ်သူကမေးသည်အကူနဲ့အမသည်စိတ်ဆိုးဟန်လည်းမရှိသေးလေးတန်းလည်းမမာသေးကြီး ကိုရှိအိုးကိုကြည်ကြည်တတပင်မေးမြန်းနေကြသည်။အိုဗျာခမရတို့ကလည်းခမရတို့အိမ်ခွဲသွားကြပြီးမှအဖေနဲ့မင်းထိုင်စားလာခဲ့တဲ့နှစ်ပေါင်းကိုပြန်တွေ့ကြည့်ပါဦး။ဒါတောင်ကျွန်တော်လုက္ကန်ရှာပွေတဲ့ပစ္စည်းကမင်းခုဝင်လိုက်လို့ဒီလောက်ကြံနေသေးတာခမရတို့လိုအိမ်ခွဲနေပြီးဟုတ်ဒီပတိမကြွေးပဲထားရင်ဘာမှတော့ကြံမှာမဟုတ်ဘူး။ကိုရှိအိုးကချက်ကောင်းတွေ့ပြီးပြောလိုက်သည်။တို့ကလည်းစည်းဝါးရေးအဆင်မပြေဖြစ်ပြီးကြက်တဲလို့သာပါကွယ်။ ိဘကိုပြစ်ထားတာတော့မဟုတ်ပါဘူးပေးနိုင်စဉ်အချိန်တုန်းကမင်းကိုတော့အရင်နှစ်အတွက်ထည့်ပေးခဲ့တယ်မဟုတ်လားဝမ်းတော်မဝတော့လဲစွန့်တော့မတင်နိုင်ဘူးပေါ့ကွယ်အမဖြစ်သူကဝမ်းနည်းတန်ဖြင့်ပြောသည်အကိုဖြစ်သူကမူငါကလည်းလုပ်ငန်းကံကံအဆင်မပြေတော့ပစ္စည်းမထုတ်နိုင်ငယ်ပဲအားဆိုင်တာကုညီနိုင်ငယ်တယ်ဆိုတာအားလုံးသိကြပါဗါးညီမလေးရဲ့ဘာပဲဖြစ်ဖြစ်လေမင်းကလက်ရှိဆိုတော့မင်းပြောတဲ့ဥပဒေစကားအရမှန်ပါတယ် ရာကောင်းစီသဘောမထတော့ဘူးမင်းစေတနာရှိလို့ပေးခြင်းလဲပေးမပေးခြင်းလဲနေတော့ဟုအဆုံးစကားပြောလိုက်သည် အမွေပစ္စည်းကိစ္စမှာကိုရှိအိုးယူသားမှုမရှိပဲပစ္စည်းတွေကိုကဲဝတ်ထားကြောင်းကိုမူအကိုနဲ့အမသာမဟုတ်အခြားလူကြီးတွေကပါစဉ်းစားမိကြသည်သို့တော့ကိုရှိအိုးအကိုပြောသလိုပင် သူကလက်ရှိဖြစ်နေကြသည်ကျုပ်မတရားမလုပ်ပါဘူးဗျာအညီမျှခွဲဝေပေးခဲ့မှာပါကိုရှိအိုးကပြောပြီး အင်းကိုသူ့စိတ်တိုင်းကြတံပိုးဖြတ်လိုက်သည်ရွှေကလေးကိုလည်းသူ့ဝယ်ထားသောချိန်ခွင်ကလေးဖြင့်သူ့စိတ်ကြိုက်ချိန်သည် ထို့နောက်ဒါချင်းတုံယောက်တယောက်တပုံဝေလိုက်၏တယောက်တပုံဝေလိုက်သောအင်းတံပိုးနှင့်ရွှေကလေးမှာမဖြစ်ဆက်လောက်ကလေးများသာရှိသောကြောင့်ကလေးတွေများပြီးကြက်တဲဆင်းရဲရှာကြသောအကုနှင့်အမသည်ကိုရွှေအိုးစိတ်ကြိုက်တံပိုးဖြတ်ပေးသောအစုအတွဲမျက်ရည်ပင်ကျကြသည်မင်းပြောခဲ့တဲ့ဥပဒေစကားတိုင်း အလုံးကိုမေးမဲ့ယူပါတော့ကွယ်တို့မစားထိုက်တဲ့ပစ္စည်းကို မယူကျင်တော့ပါဘူးဟူသောစကားကိုအကုန်နဲ့အမှနှစ်ယောက်စလုံးဝမ်းနေစာပြောကာကိုရှိအိုးကိုပြန်ပေးလိုက်ကြသည်အိမ်တန်မိုးကိုဖြတ်ပြီးကိုရှိအိုးကသူ့ဝင်အန်းယူမီဟုပြောကာအိမ်တန်မိုးအတွက်သုံးပုံပုံထားသော သူ့ကလေးနှင့်တကြက်သားချော်ချော်မြတာရှိသောခြေပုံကလေးသုံးပုံကိုအကုန်နဲ့အမှစကားဆုံးမှာကိုရှိအိုးကလက်သက်သက်ဖြင့်ကောက်ယူလိုက်သည် အတိတ်တည်းဖြစ်ရောက်နေကြသောရရွာလူကြီးတွေပင်ကိုရှိအိုးပြုမှုပုံကိုအံ့ဩခြင်းစိတ်မကောင်းခြင်းဖြစ်ကုန်ကြသည်အမွေကိစ္စအတွက်ရောက်လာကြတဲ့ရရွာလူကြီးတွေကိုအားလဲနာကျေးဇူးလက်တင်ပါတယ်ဂျားကဝင်ပြီးအမုန်းခံပြောတဲ့အလုပ်မျိုးကိုတော့မလုပ်ကြပါနဲ့တော့ခင်ဗျာသူစေတနာလျောက်ရှိပါစေတော့ဟူသောစကားမျိုးကိုစိတ်မကောင်းခြင်းဝမ်းနည်းခြင်းဖြင့်တောင်းပန်စကားပြောလိုက်တော့အကုန်နှင့်အမစကားကြောင့်ကိုရှိအိုးအပြုမှုကို ယွန်ရှာဆက်ဆုပ်ကြတော့လူကြီးတွေသည်ဘာစကားမှမပြောကြတော့ဘဲပြန်ကုန်ကြလေသည်အကိုတော်အမတော်ရက်ရွာလူကြီးတော်မိသူမျက်နှာမှမထောက်ဘဲသူစိတ်တိုင်းကြလှုပ်ချင်တာကိုလှုပ်လိုက်ရပြီဖြစ်တော့ကိုရှိအိုးကလူရှင်သွားတည်နေတပြိုင်နက်အိမ်တကားကို လုံလုံပိတ်ကရွှေနှစ်ငွေတွေကိုတိမ့်လိုက်သည်ကိုရှိအိုးဟုခေါ်ရမည်အသက်အရွယ်မှာဦးရှိအိုးဟုခေါ်ရမည်အသက်အရွယ်ဖြစ်သော 40ကျော်50တွင်ရောက်လာနေပြီဖြစ်တော်လဲဥရှိအိုကအချိုးမပြောင်းမူးမပြတ်ပဲဤပုံစံအတိုင်းသာစွာနေသည်ရရေးရွာရေးတာမှုနာမှုအတွက်ရောကုသိုလ်ကောင်းမှုပဲရောငွေကြီးတပြားမှထုတ်ခြင်းလှူခြင်းမပြုခြင်းရုပ်ဆောင်အစုံရွာဦးဖုံးတော်ကြီးကြောင့်ကိုပင် လူစရာဝိတ္ထုပစ္စည်းဖြင့်တစ်ချိန်တစ်ခါမျှမသွားဘူးကြီးအခြားသူတွေလှူကြကြွေးမွေးကြ၍ဖိတ်ကြားသောအခါတွင်ကား ်ဦးရှိဦးတို့စောစောရောက်နေတတ်သည်ဒုမတာကောင်းကောင်းမွန်မွန်ဝဝစားရမည်ဖြစ်သည် နောက်ကျနေလျင်အကျဉ်းချံကိုမဝတဝစားနေရမည်ဖြစ်ကြောင်းဦးရှိဦးစဉ်းစားမိရှာသည်ဒီလူကိုတော့စကားနဲ့ထည့်မပြောကြပါနဲ့တော့ကွယ်စေစနာတရားတရားနဲလိုက်ပုံကတော့သူ့ပစ္စည်းကိုမရားစားမှဆိုလို့မရားတော့မယူပဲနေတဲ့သူကန်းကုံရောဟူသောစကားဖြင့်အလုံးကဘေးမဲ့လွတ်ထားလိုက်ကြသည် ရရွာတာမှုနာမှုကိစ္စမှာရောရွာเจ้าကထိန်ခင်အလူဒါနာကိစ္စမှာရောဥရှိအိုးကိုဘေးဘယ်ထားကြသည်တိုးတော်ဥရှိအိုးဝမ်းမနေပါသူပဆက်မထည့်ရလျင်ပြီးရောကျင်းနေနေသည်ရှက်ချင်းဝမ်းနေခြင်းမဖြစ်လူတန်းချွေးမွေးသည့်အခါသူ့ကိုဖိတ်ကြားလျင် သူဝမ်းသာသည် သူ့အိမ်မှာငေဥသီးတောင်းနဲ့စားနေစားပြီးအငတ်ခံနေရသည်အတိုးချပြီးမရှက်မကြောက်စားသည် တခါကြီးတည်ရင်ပိတ်တံဖြစ်လဲမယ်နော်ဟူသော ဖုန်းတော်ကြီးစကားကိုပင် ပိတ်တံမကလို့ဘာကြီးဖြစ်ဖြစ်ကိုတော့တပည့်တော်အပင်မန်းကန်ရှာထားတဲ့ပစ္စည်းကိုဘသူမှစေတနာမရှိနိုင်ဘူးဟုပြောင်ပြောင်မင်းလျှောက်ထားလိုက်သည်ဥရှိဦးသည် အသက်50နာနီးလာသည့်အချိန်ကစပြီးငွေတို့ချီခြင်းစပါးချီခြင်းရွှေငွေပစ္စည်းအပေါင်ခံခြင်းအလုပ်တွေကိုမလုပ်တော့ချေငွေကြီးကုန်ကြမှာကိုစိုးရိမ်တော့ကြောင်း အစားအသောက်ကိုချွေတာလုံးသောဥရှိဦးသည်တန်ဆွမ်းတင်သလောက်မတန်ဆွမ်းတော့ပဲအာအင်နေပါနေသည်အိမ်မှလည်းကျွေးရပေးရမည်ကိုစိုးရိမ်လွန်းသောကြောင့်လက်တို့လက်တောင်းခိုင်းစီရန်လူဘိုကိုမိဘတွေတည်ဆုံသည့်အချိန်ကစပြီးမထားတော့ပဲတကူဒီနေလာခဲ့သည်အဖော်မရှိအာအင်မရှိ ဖြစ်နေသောဥရှိဦးသည်သူ့အိမ်မှလူဝင်လူထွက်မရှုပ်စေခြင်းတော့ပဲငါနေရတာကတယောက်တည်းပစ္စည်းပေါင်ဟန်လို့လို့ ငွေချေးဟန်လိုလိုနဲ့ငါအိမ်ထဲဝင်ပြီးငါ့ကိုဓားထောက်လုသွားရင်မခတ်ပါလားငါအပင်မန်းခံပြီးစုဆောင်ထားခဲ့ရတဲ့ဥစ္စာတွေဆုံးရှုံးကုန်ရင်ဘယ်လိုလုပ်မလဲဟူသောအတွေ့အကြောင်းငွေချေးတိုးပွားစေသောလုပ်ငန်းကြီးကိုအဆက်ဖြတ်လိုက်ခြင်းဖြစ်သည်တယောက်တည်းနေခြင်းဖြင့်မူးမိနေလျင်နေမကောင်းဖြစ်နေလျင်ကုညီနိုင်အောင်အပေါ်တယောက်လောက်ရှိမှကောင်းမြင်ဖြစ်ကြောင်းကိုတိုက်တွန်းကြည့်ကြသည်သို့သောဥရှိအိုးကခခတီတီညင်းနေ ဦးရှိအိုးကပစ္စည်းဥစ္စာနှင့်ပတ်သက်ပြီးမထောက်မညာရရဆက်ဆက်လှုပ်တော့ညာလဲအမဖြစ်သူသည် မောင်အရင်ချာဖြစ်သည့်အလျောက်တန်ရုံးစဉ်တွေ့တာရှာသည်ချက်ပြုတ်ကျွေးမွေးပြုစုရန်သူ့သမီးတယောက်ကိုခေါ်ထားပါဟုစေနာဖြင့်ပြောသည်ကိုဦးရှိအိုးအယူဆတွင်ငါဥစ္စာတွေကိုချော့တောင်းမလို့လားငါမသိအောင်ခိုးယူမလို့လားတနည်းနည်းနဲ့ငါဥစ္စာကိုမြှောက်မှန်းတာတော့သိကြပါဗါဟုသောအတွေ့ဖြင့် အဖော်မလို့ကြောင့်တင်းတင်းမာမာပင်ပြောခဲ့သည်စုတ်ချညှို့နှွမ်းနေသောအနေထိုင်ညံ့ဖျင်းသော အစားကိုစားခြင်းဖြင့်ခေကိဆာနေထိုင်သောညလဲဥရွှေအိုမှာမိဘလက်ထက်ကပစ္စည်းတွေရောသူကိုယ်တိုင်ရှာဖွေလုပ်ကင်ထားသောပစ္စည်းတွေအမြောက်အများရှိနေဒီကိုကတိတာတိစီမမြင်သေးနည်းဆိုတော့စကားကို လူတိုင်းကတည်နေကြသည်ဥရှိဦးမှာရွှေငွေတွေမြောက်များစွာရှိနေဒီကို လူတိုင်းကအတိနေကြတော့လေဥရှိအိုးဤလက်တုံးစကားမှာကလူတွေကမတရားထင်နေကြတာပါဒါလောက်ငါချမ်းသာတိုင်းရင်တကူးတမျှကြောက်ရလို့တယောက်တည်းပမာနေရဲမှာလဲဘာမှမရှိလို့သာနေရဲတာပေါ့ဟူသောစကားကိုသာ တွင်တွင် ပြောနေသည်သူပြောသောစကားနှင့် သူနေပုံထိုင်ပုံကလည်းကိုင်ညီသည်ဥရှိအိုးအသက်90ပြည့်စည်နှစ်လောက်ကစပြီးဥရှိအိုးသည်ယခင်ကလို့ စိုးရင်ကြီးစွာကြောက်ကြောက်လန့်လန့်မရှိတော့ကြီးတကယ်ဆင်းရဲနွမ်းပါသူတွေလိုပင်စိုးရင်ကြောင်ကြမဲစွာသွားလူသောနေရာကို အချိန်မရွေးသွားနေတတ်သည်တဏီကုံတဏီကံတော်တွေကိုထင်းခွေဟင်းရွက်ခု သွားနေတတ်သည်ဓမ္မနှင့်ပေါတုကတစ်ဖက်ထင်းနှင့်ဟင်းရွက်ထည့်เสียတောင်းကတစ်ဖက်ထမ်းပြီးတော့ပစိုးဆုပ်အနက်ဥကောင်ပေါင်းပြီးဥရှိအိုးတော်တွေသွားရန်ထွက်လာပြီးဆိုလျင် အချို့ပြောမနာဆိုမနာရွေးသူအဖိုးကြီးတွေက ောင်ရှိဦးရေအိမ်ကိုပြစ်ပြီးတောထဲကိုကြည့်သွားမနေနဲ့နော်အိမ်မှာရှိတဲ့ရွှေရည်ငွေတွေတခိုးခိုးကုန်လိမ့်မယ်ဟုပြောလည်းရင်အေးကွာတခိုးဖြစ်ဖြစ်ဓမြဖြစ်ဖြစ်လှုပ်ချင်တာလှုပ်ဆမ်းပါစေငါမှရွှေဆိုလို့မူးတောင်ရှူတရားမရှိတာအေးစေးဘွားကချန်ထားတဲ့ငွေလေးမဖြစ်စလောက်တော့ရှိလေရဲ့တုံလုံးလဲရင်ခက်နေမှာဆိုလို့မတုံးရဲပဲတောထဲထွက်ပြီးဟင်းရွက်ခူးစားနေတာအလုံးအမြင်မဲမှလား ဟုဥရှိအိုကတနာစပွဲ ပြန်ပြောတတ်သည်ထို့ကြောင့်ရွာသူရွာသားတွေရောဥရှိအိုဤအကိုနှင့်အမကရောအိုးပြစ်အိမ်ပြင်တောထဲကိုကြီးတွားနေသောဥရှိအိုကိုမျက်မြင်ဖြစ်ကြသည့်အလျောက်သူပြောသည့်အတိုင်အဟုတ်တကယ်များမွေးနေသလားယောဟုပင်ထင်နေကြသည်တောထဲကိုကြီးတွားနေသောဥရှိအိုသည် ကြာသောရွာကိုပင်ပြန်မလာတော့ချေတရက်နှစ်ရက်ပြောင်းနေ၍ရွာကရုတ်တရက်မတည်သေးချေ လင်းငါရက်လောက်ကြာသောအခါမှာဥရွှေအိုတယောက်အိမ်မှာမရှိကြောင်းသိကြရသည်တော်ရဲတော်ရင်ငွေကိုက်ခံရ၍တည်နေလေသလားမူမိလဲပြိုနေသလားဘေးရန်တစ်ခုခုတွေ့ပြီးမပြန်နိုင်ပဲဖြစ်နေလေသလားစသည်ဖြင့်တွေးကြစဉ်းစားကြကဥရွှေအိုဤအကိုနှင့်အမအပါအဝင်ရွာသူရွာသားတွေလူစုပြီးတော်ရဲထွက်ရှာကြရသည်ရွာသူရွာသားတွေထင်းခွေဟင်းရွက်ခုတွားလိတွားထားရှိသောနေရာတွေမှာက ဥရွှေအိုးဤအရေးရောင်ကိုပင် မတွေ့မမြင်ရကြကြ။ငါမောင်လေးကိုကြားများဆွဲတော်သလားမသိဘူးဟဲ့။ရှာရည်မတွေ့တော့အခါဥရွှေအိုးအမကစိုးရင်ပူပန်စွာကိုရှာသည်။ဒုနှစ်ပင်တပြေးပြေးတော်တယ်တိုးသည်ထက်တိုးပြီးရှာကြတော့အခါဥရွှေအိုးကို တွေ့ကြရသည်။တွေ့သောနေရာကတော်အတွင်မဲ့တော်တော်တိုးသွားမှတောင်ကုန်းကလေးတစ်ခုအခြေမှာ တွေ့ရခြင်းဖြစ်သည်။ထူတောင်ကုန်းကလေးသည် များစွာမြင်လာသည်မဟုတ်ပေတောင်ကမူတတရှိပြီးဂုံးထိတ်တွင် ပြုတ်ပြက်နေသောရှေးဟောင်းစီဒီအိုတစု ရှိနေသည်တောချုံတွင်စူးပင်တွင် အမျိုးမည်မတိရသောတစ်ပင်တွင်ထူထပ်လာသည့်အပြင်ပိုးမွှားအနေဖြင့်စိုးရင်ရသောကြောင့်ဇီဒီအိုရှိရာတောင်ကုန်းထိတ်ပေါ်ကိုလည်းမြေသူမျှမတက်ကြတောင်ကုန်းအခြေကိုလည်းမြေသူမျှမသွားကြပဲကွင်းရှောင်ထားခဲ့ကြသည့်တောင်ကုန်းဖြစ်သည်အရှာဝေရောက်လာကြသော လူအုပ်ကတောင်ကုန်းအခြေကပ်မိသောအခါတေငါတိုက်နှမ်းဖွင့်မယ်တိုက်စီရီတေဖို့သာပြင်ရမယ်ယောဟူသောချိန်မောင်းတန်နေအတူလက်တဖက်ကဓမာကြီးလက်တဖက်ကလှံကုန်ကန်ကချုံနေအကြားမှာဘွားခနေထွက်လာသောဥရှိအိုကိုတွေ့ကြရသည်မောင်ရှိအိုဥရှိအိုဟူသောအတန်နေထွက်လာလင်ကစားဥရှိအိုကဘာကိုမှတိဟန်ကြားဟန်မတူတော့ပဲ တိုက်ဆရာတွေတေချာဟဟုအော်ကလူအုပ်သေးကို အတင်းစွတ်တိုးဝင်လာသည် ဖဲချဟိရှောင်းချဟိနောက်ကိုဆုတ်ချဟိရုတ်တရက်ကြောင်နေသောလူတွေသည်တယောက်ကိုတယောက်လင်မြန်စွာအော်ဟိတတိပေးပြီးဥရှိအိုးနှင့်လွတ်အောင်ပြေးချရှောင်းချရသည်ဥရှိအိုးကအတင်းသာလိုက်ပြီးရံမူနေသောကြောင့်ရှေ့မှအယောင်ပြသူကပြပြီးနောက်မှဝင်သူကဝင်ကဖမ်းဆီးချုပ်ကန်ကြရသည်ဥရှိအိုးကို တည်တည်ချာချာချုပ်ကင်ပြီး၍စူးစမ်းမေးမြန်းကြည့်မိကြသောအခါမှာဥရှိဦးတယောက်ပုံမှန်စိတ်မဟုတ်ပဲယူနေပြီဖြစ်ကြောင်းသိကြရသည်။နင်တို့တိုက်เสียအဆုတ်တွေကငါတိုင်နိုင်ကိုဖွင့်လို့ရမလား။ဒါဆက်ကြနဲ့ခုတ်တယ်မင်း။လန်ဆက်ကြနဲ့ထိုးတယ်မင်း။ဟူသောစကားတွေကသာ အဆက်မပြတ်ရေရွတ်နေတော့သည်။ရွာကိုပြန်ခေါ်လာပြီးအကိုနှင့်အမကဇေဝကုသပြုစုပေးတော်လဲဥရှိဦးက ပြန်ကောင်းမလာတော့ချင်။ငါပစ္စည်းတွေငါပစ္စည်းတွေဘယ်သူမှမစားရဘူး။ဘယ်သူမှမယူရဘူးငါပစ္စည်းတွေ။ဟူသောစကားကိုပင်တွတ်တွတ်ရေရွနေသည်။ငါဥစ္စာတွေကိုငါပြန်ဆောင်ကြည့်ရမယ်။ငါကိုလွှတ်ကြ။ဟုအော်ဟင်နေသည်။ဘာချီလို့မှလည်းမစား။ဤအတိုင်းထားလျင်တေတော့မည်ဟု တွေးကလွတ်ပေးလိုက်သည်နှင့်တပြိုင်နက်။ဦးရှိဦးသည်စိတ်ဆောင်သောလျင်မြန်ခြင်းဖြင့်တောင်းလေးကိုတဟုန်နေဝင်ပြေးလေတော့သည်။ သို့တော့သူသွားခြင်းလွန်းသောသူရောက်ခြင်းလွန်းသောသူနေခြင်းလွန်းသောတောထဲကတောင်ကုန်းငယ်သည်မရောက်နိုင်ရှာတော့ကြီးလမ်းမှာပင်အပြက်ပြီးမတ်တက်လဲကတည်ပွဲဝင်သွားရှာလေတော့သည်ဟိုးတောင်ကုန်းလေးမှာသူပစ္စည်းတွေမြုပ်ထားတာဖြစ်နေမှာပေါ့နော်ဘဘွားမခင်ရွှေကမေးလိုက်သည်ဟုတ်နိုင်စရာတော့ရှိတယ်ဆရာမလေးရဲ့သူ့အိမ်မှာဘာပစ္စည်းမှရှာမတွေ့ဘူးလေသူတပင်တပန်းအလောက်ကန်ရှာဖွေထားတဲ့ပစ္စည်းတွေရော မယူးမပြောင်းကဲဝတ်ထားတဲ့အမွေပစ္စည်းတွေရောသူ့စီငွေချေးပြီးပြန်ဆက်တဲ့သူတွေဆိုရင်ငွေဆက်ကူဆက်တဲ့သူကိုအတိုးမလျှော့ဘူးငွေရင်းကဆက်တဲ့သူကိုအတိုးလျှော့တာကြောင့်ငွေချေးတဲ့သူတွေကငွေရင်းကနေပဲပြန်ဆက်ခဲ့ကြတာနဲတာမှမဟုတ်တာသူတီမလူတွေကစဉ်းစားမိကြတာကိုသူမွေးကျင်အောင်ဆောင်ပြီးတော်ရဲဟင်းရွက်ကိုကြီးထွက်နေတာတကယ်တော့သူ့ပစ္စည်းတွေတောက်ဝနေနေဆိုတာအခုမှတွေးမိကြတယ်လေသူ့ကိုယ်နဲ့မှာက တော့မရှာကြဘူးလားရှာဖို့စူးစမ်းကြနေတယ်ကွဒါပေမဲ့ခက်တာကဒီလောက်ပိုးမွားထူတဲ့တောင်ကုန်းမှာဘယ်နေရာမှာမြုပ်ထားနေဆိုတာထင်တာလောက်မှန်းဆလောက်တဲ့နေရာမှာတခုမှရှာမတွေ့ဘူးသူကအကြံတမားဆိုတော့ဘယ်အချိန်ဘယ်ကာလကသွားမြုပ်ထားမှမှမသိတာတောချုံတစ်ပင်စူးပင်တွေက နေသားတကျဖြစ်ကုန်ပြီပဲဟာတောင်ကုန်းတစ်ခုလုံးမြေလံဖို့ကလည်းမဖြစ်နိုင်ဘူးမဟုတ်လားအဖားတို့စေချော်တက်ကဖြစ်ခဲ့တဲ့အကြောင်းအရပဲ။ အခုဆိုရင်နှစ်ပေါင်း80ကတိတိတောင်ကျော်ခဲ့ပြီလေအဖကြီးစကားကြောင့်မက်ခင်ရွှေကမြေကြီးထဲမှာအကျိုးမဲ့ပျောက်ကွယ်နေသောဥရွှေအိုး၏ပစ္စည်းတွေကိုရလိုက်လျင်ဤရွာကလေးမှာစာတင်ချမ်းကိုလည်းလုံခြုံခန့်ခန့်အောင်စောင့်နိုင်မည်ကြေးရွာစာတင်ကန်းလေးလည်းဖွင့်နိုင်မည်ရွာလန်းတွေကိုလည်းပြင်နိုင်မည်ပစ္စည်းတွေရအောင်အစိုးရထံတောင်းကုန်းတစ်ခုလုံးကိုမိုင်းခွဲရှာရန်အကြံပေးတော်ကောင်းမည်လားဟု ထင်မိထင်ရတွေ့ကစိတ်ကူးရင်နေလိုက်မိသည်ရေးပြိုင်ဇလန်းတွေကကုံသွားပြီလားဖွားဖွားစိတ်ကူးရင်နေရမှမခင်ရွှေကမေးလိုက်၏မကုံသေးဘူးတော့အများကြီးရှိသေးတယ်ဆီယမလေးနားထောင်ကြည့်နေရင်ပြော့ပြရတာပေါ့အဘွားကြီးကဖြေသည်ကျမကတော့အမြဲတမ်းနားထောင်ကြည့်နေတာပါဖွားဖွား1985ခုနှစ်ဖေဖော်ဝါရီတွေးတောက်မဂဇင်းဟုတ်ကဲ့ အခုဆိုရင်စာရေးဆရာမမဝင်းမြင့်ရေးသားထားတဲ့ရေးပြအိုင်မအုပ်စယူဆိုတဲ့စာအုပ်လေးကို တင်ဆက်ပေးလို့ပြီးပါပြီခင်ဗျာ။နောင်ကျန်သေးတဲ့ရေးပြအိုင်မဇလင်းများကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ပရိသတ်ကြီးများကကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလည်းလုပ်ပေးထားခဲ့ကြပါအောင်ခင်ဗျာ။အခုချိန်ဒီအချိန်ပေးပြီးနားတော်တာဆင်နေပေးခဲ့ကြတဲ့တအုပ်တယောက်ချင်းဒီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ပြည့်တက်ကြီးများအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။